ကြောင့်ဆက်လက်ပြီးအင်္ဂါသားသမီးမိတ်ဆွေများတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်16ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ရနေပြီးတော့22မှာ2ရက်နိုဝင်ဘာလ2025စနေနေ့ဒီကာလအတွက်တွင်မှာအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲအင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရတဲ့အလုပ်မျိုးတွေအကျိုးပေးတယ်ဟလာအလောက်ကန်စီဝါရေးနဲ့ပတ်သက်ဒီနေ့တည်းမှာတိတိတသာတိုးတက်မှုတွေအလားလားအခွင့်အလမ်းကောင်းတွေရှိတယ်အလုပ်နဲ့ပတ်သက်လို့ခီးထွက်ရတယ်ဆိုရင်လည်းကောင်းတယ်ဟလာအလောက်ကန်စီဝါရေးနဲ့ပတ်သက်လို့ကိုကဟလာကောင်းသောခီးတွေကြုံရတာသို့မဟုတ်ကိုယ့်ရဲ့အလောက်ကန်စီဝါရေးမှာတိုးတက်မှုတွေဖြစ်ဖို့အတွက်ကိုတခြားသူကပံ့ပိုးတာမျိုးတွေကြုံရမယ်လို့ပြောလို့ရပါတယ်အဲ့တော့ ဟာမိမိတယောက်တည်းမဟုတ်ပဲနဲ့တခြားသူရဲ့ညံအကူအညီအထောက်ပံ့ကိုယူပြီးတော့ဟာလာနှစ်ယောက်တူတူသွားပြီးလောက်ကန်စီမံဆောင်ရွက်တာမျိုးတွေဆိုရင်ပို့ပြီးတော့အကျိုးပေးပါတယ်အဲ့တော့လောက်ကန်စီဝိုင်းနဲ့ပတ်သက်လို့ကြံစီတမအောင်မြင်မဲ့ရဲရဲဝင်းဝင်းလှုပ်ပါငွေချင်းနဲ့ပတ်သက်တော့အနေငယ်စိတ်ကြီးရတာငွေကုန်ချေးကျများတာမျိုးတွေကြုံရတတ်တယ်အခြေအိမ်တော်ရင်မြစ်တိုင်းရင်နဲ့ပတ်သက်အတိုက်ခိုက်သဘောရန်သဘောဟာလာစိတ်ညစ်စရာအခြေအိမ်တော်ရင်မြစ်တိုင်းရင်နဲ့ပတ်သက်ဒေါသထွက်ရတာမျိုးတွေကြုံရတတ်တယ်ပုံမှန်အစဉ်ပြေတင့်မြတ်နေရင်တော့ဒီကာလမှာအစဉ်မပြေနိုင်ဘူးစိတ်ညစ်ရမယ်လို့ပြောလို့ရတယ် ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်ရဲဝင်းဝင်းဖြေပါလုပ်ပါအရေးကြီးစကားပြောဖို့ကိစ္စတွေကခยีထွက်ဖို့တွေအဲ့ဒါတွေကတော့မအောင်မြင်နိုင်ဘူးမကောင်းနိုင်ဘူးအဲ့ဒါမလုပ်တာပို့ပြီးတော့ကောင်းတယ်အဲကျမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ခန္ဓာကိုယ်အကျောစစ်ညောင်းညာကြိုက်ခဲ့တာအကျောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တာမျိုးတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုရင်အနှဲငယ်လေးကံမဆူတဲ့လောက်လေးညံ့တယ်ကောင်းတဲ့အချက်တွေလည်းရှိပါတယ်သို့တော့လိုအပ်မယ့်ရေရေတွေအလုပ်ထားဖို့လိုပါတယ်အဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်တော့ ရရအနေနဲ့ရေခဲတစ်ခွက်ယူနေချင်းတစ်ခွက်ကိုဟလာဖန်ခွက်ချင်းထိပြီးတော့ခွက်ချင်းထိပြီးတော့လှူပါမိမိအိမ်ဘေးရမှာမနက်9:00နာရီကနေ10:00နာရီအတွင်းလှူလို့ရပါတယ်အဲ့တော့တရက်နှစ်ရက်လောက်လှူလိုက်ရင်အဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်ကံကောင်းလက်ရှိရင်ဂျိုးဘေးကနန်းဒီ၄ကနန်းအချိုးပြတဲ့အကြောင်းဒီအဖြူရောင်ဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ